ဒီနေ့ညနေမှာပဲရန်ကုန်ပစွန်တောင်မြို့နယ်အတွင်းမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ဒီနေ့26ရက်နေ့စက်တလပိုင်း2025ရက်နေ့4:33မိနစ်အချိန်ကရန်ကုန်တိုင်းဒေသကြီးပစွန်တောင်မြို့နယ်အမှတ်3ရပ်ကွက်အောက်ပစွန်တောင်လမ်းမှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။4:43မိနစ်အချိန်မှာတော့မီးထိနိုင်ခဲ့တယ်လို့ဆိုပါတယ်။4:44မိနစ်အချိန်ကမှာတော့မီးငြိမ်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်ဒီရက်ပိုင်းမှာမီးပြေအန္တရာယ်တွေနေရာတိုင်းလုံးလုံးမှာမြင်တွေ့နေရပါတယ်မြို့ကြီးတွေမြို့ငယ်လေးတွေနေရက်တွေအပါအဝင်မီးပြေအန္တရာယ်တွေတော်တော်များများတွေ့နေရပါတယ်မီးလောင်ကျွမ်းမှုတွေကလည်းပဲ ဆက်ယုံနေကိုရောင်နေအိမ်နေလမ်းပေါ်မှာလည်းကားတွေပါမိလောင်နေတာကိုလည်းတွေ့ရပါတယ်။ VPN ရဲ့ကိုတတိထားကြဖို့လိုက်တော်လို့ဆိုအပ်ပါတယ်။ဒီနေ့မနက်ချင်းမှာပဲမြေကြီးနာမှာအင်ဂျီကိုလုံးမိလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။